အဲအခုဒီစိတ်ရောက်မှုပါပဲဒီလိုလုံနေတာတစ်ချိန်လုံးဒီလိုဖြစ်နေအဲကကောက်တော်တော်များရုပ်ကိုကြည့်လိုက်တန်းနဲ့ model look တူတယ်လို့တော်တော်များအဲ့လိုမျိုးအဲ appreciate လုပ်ကြတာများရယ်ပေါ့နော်အဲ့တော့ကကအခုလျှောက်သွားတဲ့ပုံစံ modeling ကိုမှအဲ့လို robot style လျှောက်တာနဲ့ပေါင်းဆက်ပြီးတော့လျှောက်ပြသွားတာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ ကကကြိုက်ဆုံးဆိုဒီရင်းအောင်နေရာပေါ့နော်အသေးစိတ်ဖန်တီးထားတဲ့ဒီကြိုက်ထီရိုးတောင်ကြီးမှာဒီရောင်းနေပေါ့နော်ကြိုက်ထီရိုးပြန်အမှတ်တရလက်ဆောင်နေနဲ့ဖန်တီးထားတဲ့ဒီအသေးစိတ်လက်ရာတွေကိုပို့ပြီးတော့ကြိုက်နှစ်သက်ပါရဲ့ရှင်ဟုတ်ကဲ့အဲဝတ်စုံရဲ့တံမိုးကတော့အအများကြီးတော့မဟုတ်ဘူးပေါ့နော်ဒီဆယ်ကနန်းလောက်ပဲရှိပါတယ်ကာဘရာ ထားတဲ့မျိုးသောဆုံးတော့ကျိုင်းချိုမီမောမြစ်တာရှင်ဝါစယုံမလေးလို့မြည်ရပါတယ်အလုံးမင်္ဂလာပါရှင်ညီမကတော့ Miss Grand တိုက်ထိုကိုစားပြုကကကာဘရာပဲဖြစ်ပါရဲ့ရှင်အဲဒီနေ့ပေါ့เนาะ talent competition မှာကကအကောင်းဆုံး ဒီ robot style ရှာပြခဲ့တယ်ပေါ့နော်ဒါပေမဲ့စုတော့မရရှိခဲ့ပါဘူးဒါပေမဲ့စုမရရှိခဲ့လဲကကအကောင်းဆုံးစူးစမ်းနိုင်ခဲ့လို့ကကကျင်းတ်ပါတယ်ဒီနေ့အတွက်ဟုတ်ကဲ့စိတ်ထုံမျိုးနယ်ရဲ့စိတ်ထီယိုဒီဖျားရဲ့တောင်ချီမှာပေါ့နော်ရောင်းချရတဲ့ဒီတဘာဝ ပစ္စည်းတွေကိုအသုံးပြုပြီးတော့အချုပ်လုပ်ဖန်တီးထားတာပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့။ဝတ်စုံတစ်စုံလုံးထူးခြားချက်ဆိုလို့ရှိရင်ကကဝတ်စုံဒီဘောနော်အစဆုံးဒီခေါင်းကနေပြီးတော့ဒီအကုံပေါ့နော်ဝတ်စုံအကုန်လုံးကြိုက်တယ်။ဒါပေမဲ့ကကကြိုက်ဆုံးဆိုဒီရင်းအုံနေရာပေါ့နော်အသေးစိတ်ဖန်တီးထားတဲ့ဒီကြိုက်ထီရိုးတောင်ကြီးမှာဒီရောင်းနေပေါ့နော်ကြိုက်ထီရိုးပြန်အမှတ်တရလက်ဆောင်နေနဲ့ဖန်တီးထားတဲ့ဒီအသေးစိတ်လက်ရာတွေကိုပို့ပြီးတော့ကြိုက်နှစ်သက်ပါရဲ့ရှင်။ဟုတ်ကဲ့။အဲဝတ်စုံရဲ့တံပိုးကတော့ အအများကြီးတော့မဟုတ်ဘူးပေါ့နော်ဒီ၁၀ကနန်းလောက်ပဲရှိပါတယ်အဲ၁၀ကနန်းဆိုပေမဲ့လည်းဒါကိုယ့်ရဲ့အစူးစားဟိုပြောရမယ်ဆိုကိုကလည်းပတ်စံအရင်ကြီးလည်းမရှိတော့တည်ရမလားကိုရှိတဲ့ပတ်စံလေးနဲ့ဒီဒီဇိုင်နာကိုမိုးဆက်ကလည်းအားဆိုင်ပြီးတော့ဒီအဲငွေမောက်အများကြီးတော့မဟုတ်ပေမဲ့တေချာစူးစားပြီးချုပ်လို့ဖန်တီးထားရမယ်ဖြစ်ပါတယ်ဟုတ်ကဲ့အတိအကျဆိုမှအဲ30ရော့ရော့ပေါ်မှာအလောက်လောက်ပါပဲဟုတ်ကဲ့7သိန်း9သိန်းလောက်ပါဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ အဓိကတော့ကိုဝစ်စင်တဲ့ဝစ်စုံပေါ်မှာရှင်းမြတ်လို့ပြီးတမိုးထားပြီးတော့ကိုဘလိုဒီဝစ်စုံဝစ်စင်ပြီးတော့ဘလို creation တွေလုပ်ပြီးတော့ချပြသွားမလဲပေါ့နော်အဲ့ဒါပို့ပြီးတော့အရေးကြီးတဲ့ထင်ပါတယ်ဝစ်စုံတန်ကြီးထက်ပေါ့နော်ကိုဘလိုဝစ်စုံမဲ့ဝစ်ထားပါစေကိုအကောင်းဆုံးချပြနိုင်ပေါ့ပို့ရေးကြည့်လို့ကကားတော့ထင်ပါတယ်ဟုတ်ကဲ့ Miss Grand Chaito ညီမလေးကကကာဘရာမကျေးဇူးအပြန်အမတရားလက်ဆောင်တနတ်ကိုပိုင်ဆောင်ရဲ့မြစ်တာတရားတွေကိုလက်တွေ့ပေါ်ဆောင်ပြသနိုင်ခြင်းပဲဖြစ်ပါလေ ဝတ်စုံချုပ်လို့ဖန်တီးထားရတယ်ဒီ robot ပုံစံလုတ်ပြရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးအားဆိုင်ပြီးတော့လေ့ကျင့်ခဲ့ပါတယ်ဟုတ်ကဲ့ YouTube video တွေလည်းကြည့်တယ်ပြီးတော့ကိုကိုတိုင်လည်းအိမ်မှာလေ့ကျင့်တယ်ဘာလို့လဲဆိုတော့ training တီးတန်းအတွက်ကကအချိန်မရခဲ့ဘူးပေါ့နော်အချိန်မရခဲ့ဘူးဆိုတော့နားရလည်းမရှိဘူးအခုဒီပြန်ပွဲကလည်းစက်တိုက်စက်တိုက်ဒီပွဲတွေ activity တွေတောင်းချရှိရယ်ဆိုတော့ကကအချိန်မရတဲ့ကြားကနေပြီးတော့အိမ်မှာကကအဲ6နှစ်ကြည့်ရယ်ကိုကကိုလိုက်လျှောက်ကြည့်ရယ်အဲ့လိုမျိုးအချိန်ရရင်ရသလိုကကအဲလေ့ကျင့်ခဲ့ရယ်ပေါ့နော်ဟုတ်ကဲ့ကကနည်းနည်းရုပ်ကလည်း modeling နည်းနည်းစံတယ်ပေါ့နော်အဲကကတော့တော်တော်များရုပ်ကိုကြည့်လိုက်တဲ့ model look တူတယ်လို့တော်တော်များအဲ့လိုမျိုး အဲ appreciate လုပ်ကြအများရယ်ပေါ့နော်အဲ့တော့ကကအခုလျှောက်သွားတဲ့ပုံစံနည်းနည်းလေး modeling တော့ပါပါတယ် modeling ကမှအဲ့လို robot style လျှောက်တာနဲ့ပေါင်းဆက်ပြီးတော့လျှောက်ပြသွားတယ်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အဲအခုဒီစိတ်ရောက်မှုပါပဲဒီလိုလုပ်နေတာတစ်ချိန်လုံးဒီလိုဖြစ်နေတယ် အချိန်အချိန်မသေးသေးဘူးဟောမူမပြောက်သေးပါဘူးဟုတ်တယ်အချိန်ကတော့အမှန်တိုင်းပြောရင်အချိန်သိမ့်မရခဲ့ပါဘူးအချိန်ရအချိန်ရတာကလည်းဒီပွဲခါလာမှာဒီ training တွေကအပြန် activity တွေကအပြန်ဆိုလို့ရှိရင်အမြဲတမ်းမှောင်နေပေါ့နော်မှောင်နေဆိုလို့ရှိရင်လူကလည်းအဲ့လိုမျိုးတနေ့ကုန် training တွေလုပ်ထားရတယ် activity တွေလုပ်ထားရတယ်ဆိုတော့ပင်ပန်းနေပင်ပန်းနေပင်ပန်းနေဆိုရင်ပဲအချိန်ရရသူနိုင်ဝက်လောက်ဖြစ်ဖြစ်10မိနစ်15မိနစ်အဲ့လိုအချိန်ရရသလိုပေါ့နော်အဲ၃လရက်လောက်အတွင်းမှာလေ့ကျင့်ခဲ့ရတာဖြစ်ပါတယ်ဟုတ်ကဲ့ ဆက်ရုပ်တွေရောဖြစ်လာဆက်ရုပ်တွေလားအခုဆက်ရုပ်တွေဆိုရှစ်လားဆိုလို့ရှိရင်တော့လူသားတွေတော့ပိုချစ်တာပေါ့ကိုယ့်လူမျိုးလူသားတွေပိုချစ်တာဒါပေမဲ့အခုကနီးပညာထုံးကားတဲ့ခစ်ဖြစ်နေပေါ့เนาะ AI နီးစနစ်တွေလည်းပေါ်လာပြီဆိုတော့ဒီစိတ်ရုပ်တွေကလည်းလူသားတွေအတွက်အကျိုးပြုဖို့အတွက်ဒီကောင်းတဲ့နီလန်းဘက်ကနေပြီးအကျိုးပြုဖို့အတွက်ဒီ positive ဘက်ကနေပြီးပေါ့เนาะအဲ့လိုမျိုးတွေးမှတ်ဆိုတော့ဒါ report တွေကလည်းလူသားတွေရင်းနှီးနှီးပေါ့เนาะအမ်တီထွင်အဆင့်မြင့်တင်တဲ့တစ်ခုပါပဲဟုတ်ကဲ့ ဆုမရပေမဲ့ကိုယ့်ရဲ့ဒါ memories တစ်ခုပဲပေါ့နော်ဒီအမှတ်တရတစ်ခုပဲဒီဒီ talent competition မှာရှာပြခဲ့တဲ့အတွက်ကကားတော့အမြင်တရားလေးကိုအဲထိမ့်သိမ်းထားမှာပေါ့နော်အမှတ်တရဖြစ်ခံစားချက်ကတော့အဲဘယ်သူမှဆိုတော့စုရကြနေတာပေါ့နော်ဘယ်သူမှဆိုစုလို့ကျင်တယ်ဒါပေမဲ့စုမရခဲ့ပေမဲ့လည်းဒီ organization တွေစုံဖြတ်တဲ့ဒီ judge တွေစုံဖြတ်တဲ့ပုံမှာ respect ပြည့်ထားပါတယ်အဲအဲ့တော့အရင်ဝမ်းနေရမျိုးစိတ်ထဲမှာမခံစားပါဘူးဘယ်လိုရလဲရပါစေ အဓိကကိုကောင်းဆုံးလုပ်ခဲ့တာကိုအဲကျင့်တတ်တဲ့အတွက်ဟုတ်ကဲ့အဆင်ပြေပါချင်းကကားပေါ့နော်အဲ National ပွဲဆိုလို့ရှိရင်ဒါ first time ပြိုင်မှုတာ City ပွဲတော့ကကားတပွဲတော့ပြိုင်မှုတယ်ပေါ့နော်ဒါပေမဲ့ကကားအတွေ့အကြုံကတော့အဲရှိတဲ့လောက်တော့ရှိပေမဲ့အရင် perfect ကြီးတော့မဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့ကကားအမြဲတမ်းစူးစမ်းရတယ်သင်ယူရတယ်လေ့လာရတယ်ကိုပိုင်လိုအပ်လည်းအမြဲတမ်းဖြည့်တယ်ပေါ့နော်အဲ့တော့ကကားကိုလည်းအားပေးကြပါပြီးရင်အကြံပြုကြပါဝေဖန်ကြပါ ကကဝေဖန်လို့လည်းစိတ်မဆိုးပါဘူးပေါ့နော်ကကကအဲ positive ဘက်ကနေတွေးတာများပါတယ်လို့ကိုကကချစ်တဲ့သူတွေကကအမြဲချစ်ပါတယ်အဲ့တော့စိတ်ထို့စိတ်ထို့သူသားတွေလည်းအားပေးကြပါအဲမြန်မာတိုင်းနိုင်ငံလုံးပြည်သက်တွေလည်းအားပေးကြပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါရှင်